အနမတေကောယံဘိက္ခုယတန်တာရောအယံတန်တာရောလက်ပတ်ပြီးတော့ဖြစ်နေတဲ့တခုပြီးတခုဆင်းဆက်မပြတ်ဖြစ်နေတဲ့ဒီတဏှာကြီးဟာအနမတေကောမသိနိုင်တဲ့အစရှိတယ်ဟာအစကိုမသိနိုင်ဘူးတဲ့တဏှာဖြင့်အနမတေကော နောက်ကြောင်းပြန်ပြီးတော့ကြည့်လေအစပြန်တွေ့မှာမဟုတ်ဘူးတဲ့သိရှိလွန်အကြည့်ပေါ့ဘယ်တော့ကစခဲ့တယ်လဲလို့တန်တရာကြီးကိုနောက်ကြောင်းပြန်ပြီးတော့လိုက်မယ်ဆိုလို့ရှိရင်အစရှာတွေ့နိုင်မှာမဟုတ်ဘာဖြစ်လို့ရှာမတွေ့နိုင်တာလဲဆိုသိရှိလွန်အကြည့်လို့ရှာမတွေ့သိဝေလွန်အကြည့်တန်တရာခေးကြီးအဲ့ဒါကိုအနတ်မတက်က အနမတကဆိုတဲ့ပုဂ္ဂိုလ်နအမတအကအမတဆိုတာနအမတဆိုတာမသိနိုင်ဘူးအကကအစဘယ်တော့မှစတယ်ဆိုတဲ့အစပြန်တွေးဖို့ခက်တယ်မသိနိုင်ဘူးမသိနိုင်ဘူးဆိုတဲ့စကားမရှိဘူးလို့တော့ပြောရတာမဟုတ်မသိနိုင်ဘူးလို့ပြောတာနော်ဘာလို့မသိနိုင်တာသိရှိလို့မသိတာ နောက်တစ်ခုကတခါအနတ်မတဲကကိုအနုအမတအက္ခဆိုတဲ့စံကလုံးနဲ့ပုတ်ပြပြီးတော့ကြည့်မယ်ဆိုရင်အနုဆိုတာနောက်ကျောင်းပြန်လျှောက်ပြီးတော့ကြည့်ရင်လည်းအမတအက္ခအစဟုရှာတွေ့မှာမဟုတ်ဘူးတဲ့ဘယ်ကလာခဲ့တာလဲလို့နောက်ကျောင်းပြန်လို့ရအမတန်မှာနောက်ကျောင်းပြန်ပြီးတော့အစရှာရင်လည်းသိနိုင်ဖို့မရှိဘူးဒီလိုဆိုတော့တာပေါ့ ဘုန်းကြီးတို့တွေရဲ့တန်ရာအစဒီတန်တာရဆိုဘသူတွေရဲ့ဖြစ်စဉ်ကြီးဟာရှားပြီးတော့မသိနိုင်တာတော့လို့ဆိုမြတ်စွာဘုရားအဝိဇ္ဇာနိဝရဏနံတဏ္ဍပံယောစနနံတတ္တနံတန္တာဝတံတန္တရတံအဝိဇ္ဇာနှောင်ကြိုးကြီးနဲ့ အဝိဇ္ဇာနိဝရဏံအဝိဇ္ဇာကပိတ်ဆို့ထားပြီတဏ္ဍတန်ရောစင်ကျိုးတန်ခမ်းကြီးနဲ့ဒီဘဝကနေဟိုဘဝဟိုဘဝကနေနောက်ဘဝဒီလိုဘဝတွေမြောက်များစွာစင်စက်မပြတ်ဟိုဘဝကနေဒီဘဝပြောင်းပြီးတော့လက်ပတ်သွားလာနေတဲ့ဖြစ်စဉ်ကြီးတစ်ခုတတ္တဝါတွေရဲ့တန်တရားရဲ့အစဘယ်တော့မှစခဲ့တယ်ဆိုတာ မသိနိုင်ဘူးလို့ဒီလိုပြောပုပ္ပာကောတိနပညာတိတန်တရာရဲ့အစကိုသိနိုင်ဘူးတဲ့နပ်တဲ့ကောရံတန်တာရောပုပ္ပာကောတိနပညာတိအဲ့တော့ဘုန်းကြီးတို့တို့ရဲ့အခြေအနေကိုတတ္တဝါအလုံးရဲ့အခြေအနေကိုမျက်စောပြားပုပ္ပာကောတိရှေ့ပိုင်းကအစ အဲ့တော့ရှင်းကအစမသိဘူးဆိုလို့ရှိရင်နောက်နောက်ကအဆုံးနဲ့ပဲဆုံးမယ်ဆိုတာမသိနိုင်ဘူးလို့တည်းဒီလိုလေးပဲရတယ်လို့ဆိုလို့တယ်သို့တော့ဘယ်မှာဆုံးမယ်ဆိုတာကတော့မဂ္ဂနဲ့ချင်းစဉ်တစ်ခုနဲ့ဝိပဿနာတရားကိုချင်းချင်းကျုပ်ကိုအထုတ်လိုက်လို့မက်ဖို့နိဗ္ဗာန်ရမက်ဖို့ရရှိပြီးတော့ထိုမက်ဖို့ဖြင့်တဏှာရဲ့အဆုံးနိဗ္ဗာန်မြင်တွေ့သွားပြီဆိုလို့ရှိရင် ဒါဆုံးမဲ့နေရာလို့ပြောလို့တော့ရတာပေါ့နော်ဒါကြောင့်မို့အဆုံးကိုတော့ထည့်ဟောထားတာတော့မဟုတ်ဘူးအစမသိနိုင်ဘူးလို့ပြောဘယ်လိုအခြေအနေဖြစ်နေတုန်းဆိုအဝိဇ္ဇာနိဝရဏနာဘုန်းကြီးတို့တွေကတဏှာကြီးကိုလဲနေတဲ့အခါတရားခတ်သိမ်းကိုကြည်ကြည်လင်းလင်းမြင်ပြီးတော့ ရှင်းရှင်းလင်းလင်းကြီးသိပြီတန်တရားလဲရတာမဟုတ်ဘူးအဝိဇ္ဇာဆိုတဲ့အမှောင်ကြီးကဆုတ်ပိတ်ထားတာဘာနဲ့တူတော့ဆိုမှောင်ထဲမှာဆိုလမ်းလျှောက်နေရတယ်လို့ဘဝခရီးကြီးကိုလမ်းလျှောက်နေတဲ့ပုဂ္ဂိုလ်ဘယ်နည်းရာဘာတွေ့မယ်ဆိုတာမမြော်လင်းနိုင်တော့ကျွတ်တင်ပြီးတော့မသိနိုင်တော့တဲ့ဘဝခရီးကြီးကိုလျှောက်နေကြတာဒါကြောင့်မို့လို့ဖရာလောင်းကြီးတောင်မှာ တခါတခါငရဲရောက်သွားတခါတခါဒရိစံဖြစ်သွားတခါတခါပြိတ္တာဘဝရောက်သွားတယ်။တဏ္ဍာလည်လိုက်တာတဏ္ဍာခီးတော်တို့ရဲ့ထုံးစံအတိုင်းအဝိဇ္ဇာနိဝရဏဆိုတာအဝိဇ္ဇာဖြင့်မှောင်ချထားတယ်။အမှန်မသိလို့မှောင်ချထားတဲ့မှောင်ကြီးတဲ့မှာလမ်းရှာရတဲ့ပုဂ္ဂိုလ်ဟာဘာတက်နေမိမယ်။ကြောက်နဲ့တွေ့မလား။မွေပါကင်းမနဲ့တွေ့မလား။ ခလုံးနဲ့တွေ့မှဘာမှမသိဘူး။သံဃာကြီးကသွားနေတာလေဒီပုံစံတိုင်းပဲ။ဘဝိဇ္ဇာနိဝရဏ။အေးအဲ့ဒါလို့မောင်ကြီးတဲ့သွားရလို့လွတ်လွတ်လပ်လပ်လားလဲဆိုတော့မဟုတ်ဘူးတဏ္ဍတန်ဟောစနာနတွေ့တံမှုဆိုတဲ့နှောင်ညိုးကြီးကလည်းတန်လန်းကြီးနဲ့ပဲဘယ်အာယုဖြစ်ဖြစ်မျက်စိကမြင်လိုက်တဲ့နှစ်သက်စရာအာယုနားကကြားလိုက်တဲ့နှစ်သက်စရာအာယု နှာခေါင်းကနမ်းရှုပ်လိုက်ရတဲ့နှစ်သက်စရာအာယုံလျာနဲ့ထိတွေ့လိုက်ရတဲ့နှစ်သက်စရာသာတယ်ခန္ဓာကိုယ်နဲ့ထိတွေ့လိုက်ရတဲ့ဖုဒ္ဓဘာဝစိတ်ကူးစိတ်တန်းအနေနဲ့ခြေလက်စရာကောင်းတဲ့ဓမ္မအာယုံလို့ဆိုတယ်အာယုံမျိုးစုံပြတ္တမှုဆိုတဲ့တဏှာနှောင်ချိုးကြီးတန်းလန်းတဲ့သွားနေကြတဲ့တတ္တဝါတွေဒါတတ္တလောကကြီးတစ်ခုကိုဆင်ခြင်စဉ်းစားကြည့်ရင်ဒီပုံစံတိုင်းပဲ။ အဲ့လိုတဏှာနှောင်ကြိုးနဲ့ချီနှောင်ထားခြင်းခံရပြီးတော့မောင်ချထားတဲ့ခရီးကိုရှောက်လန်းလာရတဲ့တတ္တဝါတွေကဘလောက်ကြာခဲ့ပြီလဲဘယ်သူမှစားခဲ့တယ်လဲဆိုတဲ့အစရှာတွေ့လို့ရှာလို့ဖြင့်တွေ့နိုင်မလားလို့ဆိုရင်တွေ့နိုင်ဘူးတဲ့ပုဗ္ဗကောတိနတ်ပညာရဲ့တိ